အဓိကတော့ဗျာကျွန်တော်လူနာကဒီကိုလိုက်ငါဆုံးရှုံးသွားတယ်ဆိုလို့ရှိလို့ရှင်တော့အဓိကတော့ကျွန်တော်တို့ဒါဟိုငွေကြီးထောက်ပံ့တာတော့အကောင်းဆုံးပါပဲငွေကြီးထောက်ပံ့တာအကောင်းဆုံးပဲဆိုတော့အော်သူအခုဆိုရင်ဒါဆေးရုံဆေးခန်းတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့တွေ့ကြုံရသမျှဆိုလို့ရှိရင်ဟိုအခုချိန်မှာဓာတ်ရိုက်ဝင်လှူလို့ရတယ်လူနာကိုလေလူနာကိုဓာတ်ရိုက်သွားပြီးတော့လှူလို့ရတယ်အဲ့ချိန်မှာကိုတက်နိုင်တယ်ယူပါတော့ကိုကနေပြီးတော့တသိန်းပဲတက်နိုင်တက်နိုင်၅သိန်းပဲတက်ကိုလူခဲ့လို့ရတယ်အတက်နိုင်ဆုံးလဲကျွန်တော်တို့ဒီစင်သားဝင်တန်းတွေရောနော်ဒီလက်ရှိဘီသက်တက်ဖွဲ့ဝင်တွေရောအကုန်လုံးမှာစက်ချီနေတွေရောအခြား ဟိုစဉ်းစားဝင်တဲ့အဖွဲ့အစည်းတွေအကုန်လည်းအချိန်မီကယ်တင်ကယ်ကယ်တင်ကူညီဖို့အားလုံးစူးစမ်းခဲ့ကြပါတယ်ဒီမိသက်တပ်ဖွဲ့ဝင်တွေအေးဒီမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ဝင်တွေအရင်မိသက်တပ်ဖွဲ့ဝင်တွေကသူတို့ရဲ့မိသားစုကိုသူတို့လှည့်ကြည့်ကြင်မရဘူးသူတို့ရှေ့ကိုပဲကူညီဖို့စိတ်တွေနဲ့သူတို့ထွက်ခွာရတယ်အနောက်မှာသူတို့မိသားစုတွေအာဒီငလင်းတန်းကြောင့်အိမ်တွေပြိုပြီးမိသားစုတွေအသက်ဆုံးရှုံးလိုက်ရတာတွေရှိတယ်အော်လက်ရှိကကျွန်တော်ဒီမှာကတော့မြင်ရတာပါเนาะလက်ရှိ အလိုက်မော်လေကျွန်တော်တို့မြင်ရတော့ဗျာကျွန်တော်တို့ကပွဲတိုင်းဟိုကူညီခဲ့တော့ဟိုးမော်လေမြန်ရေးပေးတဲ့ကူညီခဲ့တဲ့လူတွေဆိုတော့ဗောနောအခုဒီငလင်ဘေးမှာကဘာတွေမြင်နေရလဲဆိုလူတွေကရေးပေးနေမှားနေတယ်လူရမ်းမှုတွေကနော်လူရမ်းအဲ့လိုမျိုးတွေကျွန်တော်တို့မြင်ရတယ်ဗောနောငလင်ဘေးမှာဆိုအဓိကတိုက်တယ်တိုက်အိတိုက်တာအဆောက်အဦတွေပြိုတာများတယ်လေအာခုနကကျွန်တော်ပြောခဲ့ပြီးပါပြီနော်အဲ့လိုမျိုးဆိုလဲဆိုလို့ရှိရင်ဒါပြင်မလားမလို့ဆိုလို့ရှိရင်လည်းတိုက်ဟောင်းနေပေါ့ဟိုးတွေကဆောက်ခွဲတဲ့တိုက်တွေပြိုသွားတာတွေများတယ်အဓိကအဲ့မှာဒဏ်ရာရလို့ရှိမှာပါဗျာရှင့်ရပြိုတယ်ဥပမာဘေးကတိုက်အိမ် ကိုယ့်အရင်ပြင်တော်ရင်ပေါ့တိုက်ရင်ပြင်တော်ပြင်တော်ရင်ပြင်တော်နည်းနည်းပြင်တော်ရင်လည်းအနေရတော့ရှိတာပေါ့အဲအဲ့လိုမျိုးပေါ့အဲ့မှာမှာဒီထိခိုက်တန်ရာရတဲ့လူတွေဆိုလို့ဆိုလေဒါတချို့တွေဆိုလို့ရှိရင်လည်းဒါဒီတိုက်ခန်းနေပုံမှာနေတယ်အဲ့အဲ့လိုအဲ့လိုကြားမှာဆိုလို့ရှိရင်ဒါကိုခန္ဓာကိုလည်းဆုံးရှုံးနိုင်လည်းတွေ့ရတယ်ပေါ့နော် အဲဆိုလို့ရှိရင်ဒါ shock နှစ်ဖက်လုံးဖြတ်လိုက်ရတော့နောက် တော့ဒီမန်လေးမှာဆိုလို့ရှိရင်တန်ကားတော်တွေအထိများတယ်ဗောနော်အဲရဟန်းတန်ကားတော်တွေဒီအာကိုလက်အင်ကချိုးရင်းွားတာလေးတွေ့ရတယ်တက်ကြီးရွယ်ဦးလေးကိုလက်အင်ကချိုးရင်းွားတာတွေ့ရတယ်လူငယ်ပိုင်းနေဗောနော်အဲလူလက်ပိုင်းပေါ့နောက်မိဘအားကိုးရတဲ့အရွယ်လေးတွေခနာကိုချိုးရင်းွားတာလေးနော်ဆုံဆုံချုံွားတာလေးခဲဥစားဗောနော်ကိုလက်အင်ကဆုံချုံွားတာလေးတွေကျွန်တော်တို့အာတွေ့ရတယ်ဗောနော်အဲအဲ့လိုမျိုးဒီအဓိကဟိုလူနာကတော့ဥကောင်းထိတဲ့လူနာကတော့နည်းနည်းများတာတွေ့ရတယ်ဗျဥကောင်းဥကောင်းပေါ့နော် အဲအဲ့လိုမျိုးလူနာတော့ကျွန်တော်တို့ဒါဟိုတွေ့ခဲ့ရပါတော့စေုံစည်းကိုင်းနေမှာဆိုလို့ရှိရင်လဲဒါအာလက်ရှိချိန်ကြီးဆိုရင်ဒါအာငလင်ရောက်ဒဏ်ရာထားတဲ့လူနာတွေမျိုးမျိုးအနေနဲ့ကစေုံစည်းကိုင်းနေမှာဖြစ်သွားခဲ့တဲ့မျိုးအနေနဲ့စေုံနိုင်မှာအာစေဆက်လက်ကုသနေတာလဲကျွန်တော်တို့ဒါတွေ့ရပါပဲဟုတ်အခုဆိုတော့ဒါကျွန်တော်ရမဲသိန်းစေုံမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါအောင်မန်းစေုံမှာလဲကျွန်တော်လှူခဲ့တယ်လူနာတွေကိုလीနော် အဲ့လိုပေါ့ရမဲသိန်းစေးဝါဆိုလို့ရှိရင်လည်းကျွန်တော်ဝင်သွားတယ်စေးဝအကြီးနဲ့တွေ့တယ်အစားရကျွန်တော်တို့ဒီခွင့်တောင်းရတာပေါ့နော်ဒါသူ့ရဲ့သူ့ဒေတာမှာတော့ဒါခွင့်ခွင့်တောင်းရတဲ့အရာလေးဆိုတော့ရှိတယ်ခွင့်ဟုတ်ပြီအဲတို့ကလည်းပြပြငငနဲ့ဒါကတော့ဒါငလှင်ဘေးသိန်းနဲ့လူနာဒါကတော့ဘယ်လိုလဲအဲတို့လိုက်ရှင်းပြပေးတယ်အဲ့လိုမျိုးကြောက်ရွံ့ကျွန်တော်တို့ကအဲ့ဒါကိုလိုက်ပြီးတော့မှအခုဆိုရင်ကျွန်တော်ရောက်တယ်ကျွန်တော်ရောက်တဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်လူနာတရက်ကိုတသိန်းစီကျွန်တော်လှူလိုက်တယ်အဲလူနာအယောက်၄၀ရှိမယ်ပေါ့နော်တရက်တသိန်းစီလှူလိုက်တယ်ကျွန်တော်ကလှူပြီးရင်ကျွန်တော်ပြန်သွားပြီအဲပြန်သွားပြီးရှင်နောက်ထပ်အလှူရှင်တစ်ဖို့တစ်ခါထပ်ရောက်လာမယ်အဲလူနာကိုသူကသူနိုင်တဲ့ တယောက်ကို9000တူလှူမယ်အဲနောက်တယောက်ကထက်ရောက်လာမယ်တသိန်းလှူမယ်နောက်တယောက်ကထက်သွားတသူကတနေ့မှာအဲအလှရှင်4-5ဘွဲလောက်လာလိုက်လို့သူ့အတွက်တနေ့ကိုအလှငွေ9သိန်းလောက်ရရင်ပဲသူ့ရဲ့ခန္ဓာကိုယ်ချွေးမှုမှာသူဥပမာသူတို့လိုအပ်တဲ့အရာပေါ့နော်လိုအပ်တဲ့အရာပေါ့လိုအပ်တဲ့အရာလေးတွေမှာသူပြန်ပြီးတော့ဈေးဝါလေးတွေဝယ်နာလာအခုတမှုအပိုင်းမှာသူသုံးမလားနောက်တော့သူ့ရဲ့ဟိုအိမ်ဒီဘာတွေပြန်လဲတိဆောက်မှုအပိုင်းမှာသူလိုအပ်တဲ့နေရာလေးသုံးမလားသူဓာတ်ရိုက်ကိုသူကငွေသားလက်ခံရရှိရတာဒီလိုတော့အဓိကတော့ ဖြစ်စဉ်ဖြစ်ထားပြီးတော့ခံရတဲ့အာလူနာတွေဒီဘေးသင့်တဲ့ပြည်သူတွေဆိုလို့ရှိရင်တော့အဲအကောတေချာစုံစမ်းတင်တယ်ပေါ့နော်အဲနေရဆိုလို့ရှိရင်နေရဆိုတာသူအိမ်ပြိုလာဟုတ်ပြီအိမ်အိမ်ထိလိုက်သွားအဲအဲ့လိုမျိုးပေါ့နော်ဆေးရုံတက်နေတယ်ဆိုလို့ရှိရင်လည်းဆေးရုံမိသားစုကဘေးမှာရှိတယ်သူမပြောနိုင်တော့မှမိသားစုကိုမေးလို့ရတယ်အဲအိမ်ကရှိသေးလားအိမ်ကဘလို့အခြေအနေဖြစ်သွားရလဲအဲအဲ့လိုမျိုးလေးပေါ့အဲ့မှာလက်ရှိကတော့အကောင်းဆုံးတော့ဒီဒီချိန်မှာကဘေးသင့်တဲ့ပြည်သူကတော့ကျွန်တော်တို့ကအမြင်ပေါ့နော်ငလင်းဘေးသင့်တဲ့ပြည်သူကိုပဲကျွန်တော်ပြောချင်းဖြစ်ပါတယ်နော်အာငွေသားလှူတာတော့ ဒါတို့တော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်ဗျာဟုတ်အဲဆေးရုံစီကံသွားရလို့ဆိုလို့ရှင်တော့ဒါကို့မှာဆေးရုံကြီးတစ်ခုလုံးအတွက်ဆိုလို့ရှင်ဒါတခြားလူနာတွေအတွက်လည်းကုသိုလ်ရတယ်ပေါ့ဗျာရန်ကုန်နေတဲ့ဝါမှာဆိုရေတန်းလည်းလှူလို့ရတယ်ဆေးရုံဆိုတဲ့အရာမျိုးကရေတန်းလည်းလှူလို့ရတယ်ရိုင်ယယ်တီလည်းလှူလို့ရတယ်ခောက်ဆွဲချောက်လည်းလှူလို့ရတယ်ဘာပဲလဲတော့ချင်းနောင်လည်းလှူလို့ရတယ်ဟိုဒီကော်စောလည်းလှူလို့ရမှာပဲခေါင်းအုံးလည်းလှူလို့ရမှာဆောင်းလည်းလှူလို့ရမှာဆေးရုံလာတက်တဲ့လူတိုင်းလူတိုင်းဒီအစိုးရရဲ့ဒီကျွန်တော်တို့ဒါပြည်သူဆေးရုံတွေမှာလာတက်တဲ့လူတိုင်းဒီချိုးရတာချိုးတက်တဲ့လူတွေများပါတယ်များတာဖြစ်သည့်အတွက်ကြောင့်အဲ့မှာလည်းကိုကဒီဖြင့် ထက်ဆောင်ကုတူတွေထက်လို့လို့ရတာပေါ့ဟုတ်ဟောကျွန်တော်တို့ဒါပြီးရင်တော့ကျွန်တော်တို့ဒါမန်လေးကြောက်စဲစကိုင်းပေါ့ဟုတ်ခွန်ရသားသမီးတွေလည်းကိုရှိလာလှူထားတဲ့ပစ္စည်းတွေရှိတယ်။ငွေကြေးတွေလာလှူထားတာတွေရှိအဖြစ်ဖြစ်တဲ့အတွက်အဲကျွန်တော်သွားပြီးတော့ထပ်ပြီးတော့လှူမှာပေါ့နော်။အဲနောက်ထပ်ဒီဘက်ထရီအိုးတွေလည်းရောက်လာဖို့မှရှိတယ်ဆိုတော့ပေါ့နော်။အဲရှုဒါဘက်ထရီအိုးတွေပါတော့ကျွန်တော်လက်ရှိကတော့ဖုန်ကြီးတို့မရှိတဲ့ချို့တဲ့တဲ့တန်ကတော့ဖုန်ကြောင်ဖုန်တော်ကြီးအကြောင်းတွေတို့တိလရှင်အကြောင်းတွေတော့ကျွန်တော်ယာထားတယ်ပေါ့။ဟုတ်ကဲ့ပါခင်ဗျာဟုတ်။ဘလို့အကြံပြုချင်လဲဆိုတော့ပေါ့နော်လက်ရှိကတော့ဗျာဟိုဟို အကျံပြုတယ်ဆိုတဲ့အတိုင်းအတာတစ်ခုမှာပေါ့နော်ဟိုနည်းနည်းလေးလှုပ်လိုက်အခုချိန်ဆိုတော့ငလေးနည်းနည်းလေးလှုပ်တာနဲ့လူတွေကျွန်တော်တို့ကြောက်တတ်သွားပြီလေအကြောက်တတ်သွားပြီဆိုတာကတကယ်ဖြစ်သွားတာအနေနဲ့နည်း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 လှုပ်တဲ့အချိန်မှာကျွန်တော်တို့ကကြောက်ချင်မှကြောက်ပါရန်ကုန်မှာလှုပ်လိုက်တယ်နည်းနည်းလေးအဖြစ်ပြွေးတဲ့အချိန်မှာရန်ကုန်ကလူက AC ပဲဒါပေမဲ့တခြားမြို့နယ်တွေမှာတခြားမြို့တွေမှာဖြစ်သွားပြီဒါလေလူမှုကွေမှာသူမြင်လဲရတဲ့အချိန်မှာရန်ကုန်လူတွေ ကြောက်စိတ်ဝင်သွားတယ်ကြောက်စိတ်ဝင်သွားတဲ့အချိန်မှာတရင်တစ်ခုတက်လာတယ်ဟာဒီညရန်ကုန်မှာလှုပ်မယ်ဆိုအကုန်လုံးအိမ်ပြင်တွေထွက်အကြောင်းပေါ့အဲအဲ့လိုမျိုးပေါ့နော်နောက်တစ်ခုကဒီမိုးလီဝသနဲ့ဒီပညာရှင်တွေပေါ့နော်ငလင်းပညာရှင်တွေပြောတဲ့အရာလေးတွေကိုသိချာအာနောက်ထောင်ပြီးပါမှတ်သားပြီးပါနော်ဒီ Facebook ကတက်လာတိုင်းလည်းမယုံပါနဲ့ပေါ့နော်အဲဒီတကယ်ပညာရှင်တွေရှိပါတယ်သူတို့ပြောတဲ့ဟာတွေနောက်တစ်ခုကဖြစ်ပေါ်လာတဲ့အချိန်မှာအော်ဘယ်လိုပဲဖြစ်ဖြစ်ဒီကာလကြီးမှာတော့ဟိုအကောင်းဆုံးကတော့ဒါဟိုဘယ်လိုပြောမလဲမျက်စိဖွင့်နားဖွင့်အာနေဖို့ ဒါအဲ့တဲ့အချိန်မှာလဲပေါ့နော်ဟိုစားသတိသွားသတိလာသတိပေါ့ဗျာအဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေနေတာရှိတာပိုကောင်းပါတယ်အဓိကတော့ဟိုကိုအိမ်မှာဟိုရှိတဲ့လူတိုင်းလူတိုင်းကတော့เนาะဒါကိုမိသားစုကိုပြန်ကယ်ရမယ့်ဟီးရိုးတွေပါပဲเนาะအဲ့တော့အိမ်တော်စီရှိရင်အိမ်တော်စီကကယ်ပါလိမ့်မယ်အကူရှိရင်အကူကကယ်ပါမှာဒီလူတွေအကုန်လုံးကလည်းဒါမိသားစုလုံးမှာအနေနဲ့တခုကြုံတဲ့အချိန်မှာသူတို့တွေကလည်းရှေ့ရနေပြီးတော့မှမမမမနဲ့အော်ဒီကယ်ဆယ်ရေးပိုင်းတွေကိုလက်တလောပေါ့เนาะလက်တလော အခုလက်ရှိဒီဖြစ်စဉ်တွေမှာဆိုလို့ရှိရင်လည်းအရင်ဆုံးစပြီးခဲ့တာပြည်သူပြည်သူချင်းစခဲ့တာပါပြည်သူကိုပြည်သူချင်းစခဲ့တာကိုကျွန်တော်တို့မြင်ရပါတယ်လိုင်းပေါ်တွေမှာလေနော်ကျွန်တော်တို့ဒီအဖွဲ့ကြီးဆိုတာပြီးမှရောက်လာပါလေအော်ကျွန်တော်တို့ကျွန်တော်တို့ကထွက်လာအောင်မယ်ဒီဖြစ်စဉ်တွေရအောင်ကားတွေဆက်နှိုးအောင်မယ်ပစ္စည်းတွေတင်အောင်မယ်ဆိုတော့ကျွန်တော်တို့ကတော့အချိန်ကတော့လူဆိုတာတော့ရှိတယ်ဗျအဲ့ဒါမှမမြန်ဆန်အောင်တော့သွားရတာပါနော်ဒါမန်လေးတိုင်းမှာဆိုရင်ဒါတော်တော်များများကမန်လေးတိုင်းမှာကအရင်မန်လေးမှာအရင်မိသက်တွေအရင်များပါတယ်ကျွန်တော်ရံမိသက်တွေအရင်အရင်တော့ပါတယ်မန်လေးတိုင်းမိသက်ဖြစ်ချိန်မင်းမန်လေးဖြစ်တဲ့အချိန်မှာ ဒီမိသက်တက်ဖွဲ့ဝင်တွေအေးဒီမြန်မာနိုင်ငံမိသက်တက်ဖွဲ့ဝင်တွေအရင်မိသက်တက်ဖွဲ့ဝင်တွေကသူတို့ရဲ့မိသားစုကိုသူတို့လှည့်ကြည့်ချင်မရဘူးသူတို့ရှေ့ကိုပဲကူညီဖို့စိတ်တွေနဲ့သူတို့ထွက်ခွာရတယ်အနောက်မှာသူတို့မိသားစုတွေအာဒီငလင်းတန်းကြောင့်အိမ်တွေပြိုပြီးမိသားစုတွေအသက်ဆုံးရှုံးလိုက်ရတာတွေရှိတယ်အဲ့တော့ဆိုရဲဒီစေစားဝန်ထမ်းတွေဟာပြည်သူပေါ်မှာဘယ်လောက်ထိအလေးထားပြီးတော့ဟောကာကွယ်ကူညီခြင်းနဲ့ဆိုတဲ့စိတ်ရှိတယ်စိတ်သက်အပြည့်ရှိတယ်ဆိုတာလေးတွေကျွန်တော် ပြည်သူကိုသိစေချင်တယ်ပေါ့နော်အဲ့သူတို့မိသားစုကိုသူတို့လှည့်မကြည့်နိုင်ဘူး ကျွန်တော်ဆိုလဲရန်အခုဖြစ်သွားတယ်ဗျာအဲကျွန်တော်ထွက်တယ်ထွက်တဲ့အချိန်မှာနောက်နေမှာရန်ကုန်မှာနည်းနည်းလှုပ်တယ်နောက်မှာကျွန်တော်တို့မိသားစုနဲ့ကျွန်တော်တို့ဝေးသွားပြီရန်ကန်လို့ကျွန်တော်တို့ဘလို့ပြန်လာခဲ့မလဲကျွန်တော်တို့ဒါကျွန်တော်တို့စွန့်ပြီးတော့ကျွန်တော်တို့လာခဲ့တာအဲအဲ့လိုမျိုးဆိုအကုန်လုံးကဒီတိုင်းပဲပေါ့နော်ဒီစေတန်းဝန်ထမ်းတွေအကုန်လုံးတော့အဲ့တော့ပြည်သူတွေအနေနဲ့လည်းလက်ရှိကဒီကျမ်းမာရေးဌာနကကျင်ညာတာပဲဖြစ်ဖြစ်ပေါ့နော်ဒီပြဌာနဆိုင်ရာတွေကကျင်ညာတဲ့ညမှာဟိုဘလို့နေထိုင်ရမလဲဘလို့ဆိုတာဒီအရာလေးတွေအကုန်လုံးကိုဒီဂျာလေးဟို လေးလာမှတ်သားပြီးတော့မှအတိတတိရှိဖို့ဟုတ် နော်ဟိုဥစားပါတော့နေထိုင်သင့်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဗျာအဲဒါဆိုဘောအချုပ်နေရောဆရာနေနေပါလဲပြောကြတယ်ဘောအချုပ်နေနေရတော့ဒါဟိုကျွန်တော်တို့တော့ရှောက်ပါရေးပြီးမှလဲဒါလူသက်တွေများစွာကျွန်တော်တို့ဆုံးရှုံးခဲ့ရတယ်အလက်ရှိမှာတော့ငလင်တဘာဝပြင်းနေငလင်မှာလဲဒါကျွန်တော်လူသက်တွေခလေးတွေလဲကလေးတွေရောလူကြီးတွေရောဗျာနော်အသက်တွေတော်တော်လေးဆုံးရှုံးခဲ့ရတယ်။နောက်တော့ကျွန်တော်တို့နိုင်ငံတော်ကြီးမှာကျွန်တော်နိုင်ငံပေါ့နော် ျွန်တိုင်းကမှာဒီလိုအဖြစ်ဆိုးမျိုးတွေမကြုံပါစေနဲ့လို့ဒါเนาะကျွန်တော်ပဲဒီမှာရှိတဲ့ဘာသာဝင်တွေအကုန်လုံးပေါ့เนาะခရီးယံပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်မွတ်စလင်ပဲဖြစ်ဖြစ်ဟိန္ဒူပဲဖြစ်ဖြစ်ပေါ့เนาะတပြည်တည်းမှာနေနေကြတဲ့ဒီမြန်မာနိုင်ငံမှာရက်တီတဲ့မိဘပြည်သူတွေအကုန်လုံးဒီဘေးအန္တရာယ်တွေကကင်းရှင်းပါစေလို့ကျွန်တော်ပလင်းမျိုးတွေအရင်ပြီးတဲ့တက်ဖို့ဆုတောင်းမြတ်တာပို့တာပါတယ်ခင်ဗျာ